င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ကုလသမဂ္ဂဆိုင်ရာမြန်မာပြည်နဲ့ကိုယ်စားလှယ်တမန်ကြီးဦးကျော်မုံထွေးရဲ့နေအောင်ပြောင်းလဲမရှိဆက်လက်တောင်းဝင်ယူအကြပတ်ဆရာနာရှင်စနေကိုစံကျင်မြန်မာပြည်သူရဲ့နေတူယက်တီလျင်ရှက်ကုလသမဂ္ဂဆိုင်ရာမြန်မာပြည်နဲ့ကိုယ်စားလှယ်တမန်ကြီးဦးကျော်မုံထွေးရဲ့နေအောင်ပြောင်းလဲမရှိပဲဆက်လက်တောင်းဝင်ယူခွင့်ရရှိထားကြောင်းအမေရိကန်ပြည်သူ့နယူးယောက်မြို့ချွေးဆိုင်ကုလသမဂ္ဂဆိုင်ရာမြန်မာပြည်နဲ့ကိုယ်စားလှယ်ရုံထံကနေသိရပါဗျာအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာဖွဲ့ဝင်ကိုနိုင်ငံပါဝင်တဲ့ကုလသမဂ္ဂ ခရီးတင်ရှန်ကွန်မတီတီကိုဖွဲ့စည်းခဲ့ပြီးရင်းကွန်မတီမှာအန်ဒိုရာ၊ပော့စပါနာ၊တရုတ်၊ဒိုမီနီယန်၊ဒိုမီနီကန်သမရနိုင်ငံ၊မလေးရှား၊ရုရှားဖက်ဒရေးရှင်း၊စင်နီဂေါ၊ထရီနီတက်၊တူဘာဂိုနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ကြောင်းအဆိုပါကုလသမဂ္ဂခရီးတင်ရှန်ကွန်မတီကတမ်မတ်ဂျီဥစုံမိုထိုနီယန်ကိုဆက်လက်အတည်ပြုထားကြောင်းသိရပါတယ်။တမ်မကျေးဥစုံမတော်ကမြန်မာနိုင်ငံမှာဆီယနာသိန်းကဲ2021ခုနှစ်ကစတင်ပြီးကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုစားပြုတမ်မကျေးဖြင့်ဆက်လက်ရည်တည်နေပြီးဂျပန်စစ်ကောင်စီကိုနိုင်ငံတကာနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းရေးရွယ်ဒီဇိုင်းမမတ်တင်ပြတောင်းဆိုလျက်ရှိပြည်သူ့ဘက်တော်သားတာဝန်ကြီးဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီအတံမကြီးဦးကျော်မိုးထွေးနေရာမှာ၎င်းတို့ရဲ့ကိုယ်စားလှယ်နဲ့အစားထုတ်နိုင်2021ခုနှစ်ကစတင်ပြီးနီလန်းမျိုးစုံနဲ့စူးစမ်းခဲ့တော့လဲအောင်မြင်မှုမရရှိဘဲနဲ့ကုလသမဂ္ဂမှာတံမကြီးဦးကျော်မိုးထွန်းကသာမြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံကိုယ်စားပြုရတဲ့ဦးတည်တော်တံမကြီးဖြစ်ပြည်သူ့ဘက်ကဆက်လက်အမြင်ရည်တည်နေခြင်းဖြစ်ပါတယ် ဇလက်ဘီမတရားမြို့နယ်ကစင်ကုမြို့နယ်အတွင်းစစ်ကြောင်းထိုးလိုက်စစ်တပ်ကိုကြောပြတိုက်ခိုက်မှုစစ်သားတွေထိခိုက်ဒေဆုံးမှုများပြားမန္တလေးတိုင်းမတရားမြို့နယ်ကနေစင်ကုမြို့နယ်အတွင်းစစ်ကြောင်းထိုးလိုက်ဂျပန်စစ်တပ်ကိုကြောပြတိုက်ခိုက်ရာစစ်သား30ထက်မနည်းဒေဆုံးခဲ့ကြောင်းပတိုင်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကဖတ်ကဖတ်တောင်းရှိသူကပြောပါရယ်ဒီဇင်မာလနေ့ကနေမှမတရားမြို့နယ်ညောင်ရွာကနေရကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးလိုက်အင်အားလျာကံပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစင်ကူးမြို့နယ်စိုက်ကွင်းရနေကြဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် တော်ဒီတွေတိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကစစ်သား30တပ်မင်းနဲ့တေဆုံးပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တွေကြာဆုံးခဲ့ပါတယ်။စစ်ကွင်းစစ်တောင်းကညောင်းရွာကနေကနေရက်ကန်းစင်တောင်ဘက်ကိုထိုးတဲ့နှစ်ကြောင်ပွားခံမင်းရက300နဲ့400ကျားရှိပါတယ်။စိုက်ကွင်းရနောက်တောင်ထဲမှာကျွန်တော်တို့ကခန်းစစ်ပြင်သာတိတွေမှုဖြစ်တာစစ်ကွင်းတေဆုံးတာ30ကျော်တေဆုံးပါတယ်။မြေပြင်မှာတော့စစ်ကွင်းလောင်းနေမြေနေရာလက်နက်ကတက်ယူဖို့အဆင်မပြေခဲ့ဘူး။အဲဒီစစ်ကွင်းစစ်တောင်းစင်ကွင်းမြို့နယ်စိုက်ကွင်းကြီးအနောက်မှာတိတွေမှုဖြစ်ခဲ့ရပါလက်ရှိချိန်မှာစစ်ကွင်းစစ်တောင်းက ပတ်လည်ရက်ကန်းစင်နာတဝိုင်းမှာထိုင်ပြီးတော့ဆက်ကြောင်ဒုံနေရလို့ပသိမ်ချင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘက်ဖက်ကဘာတောင်းရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပသိမ်ချင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘက်ဖက်ကဘာနဲ့မားမေပူပေါင်းဖွဲ့တွေကပူပေါင်းလှုံ့ဆော်ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဆက်ကြောင်လက်ရှိချိန်ဒီပတ်လည်ရွာနဲ့ရက်ကန်းစင်တောင်းဒီမှာထိုင်ချထားပြီးဆက်လက်ဆက်ကြောင်ထုတ်နေစေဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးကုံမိုးမိတ်ဒေတာဆက်စင်ဦးစီးဖွဲ့ဖွဲ့ပြီးတော့အနိကကြီးကျက်ကိုကန်းနေဦးအန်ယူဂျီကာကွယ်ရေးထုတ်ပြန်စေကောင်စင်ဝင်ရောက်လာတဲ့မိုးကုံနဲ့မိုးမိတ်ဒေသတွေမှာစစ်စင်ကိစ္စရတဲ့မိုးကုံမိုးမိတ်ဒေသဆက်စင်ဦးစီးဖွဲ့စီရဲ့ ဖွဲ့စည်းထားပြီးအနိကချစ်ချက်ကိုကဲကစစ်ကောင်စီရဲ့ရေးပိုင်စကန်ကိုတင်ပိုက်ထားကြောင်းမြို့သားညွေဆွေရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်နိုဝင်ဘာလကွန်ပိုင်းမှာမိုးကုန်းနဲ့မိုးမင်းမြို့ကနေ DNL စောက်ကသွားပြန်နောက်ပိုင်းအဲ့ဒီဒေသတွင်စည်းအခြေအနေကိုမြို့သားညွေဆွေကာကွယ်ဝင်ကြီးဌာနကနိုဝင်ဘာ6ရက်နေ့မှာပြည်သူ့ကိုပထမဆုံးအကြိမ်အသိပေးထုတ်ပြန်လာပါပဲဖြစ်ပါတယ်။ PDF စင်အောင်ကြောင့်နေနဲ့မိုးကုံမိုးမိတ်ဒေတာစစ်စင်စေဦးစည်းပွဲကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းကြရလို့ဆိုရယ် PDF တက်တွေဘက်ကဖားတွေကိုစုစည်းပြီးတတမတ်တဲ့တော့အမိတ်ပေးကိုကဲမှုစနစ်အောက်ကနေတဲ့စစ်စင်ကိစ္စတွေကိုအနီးကပ်ကြည့်ချက်ကိုကဲလျက်ရှေ့လို့ MOD ကတောင်းပြန်နေမိုးကုံမြို့ကဝင်ရောက်လာစစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ30ညနေ6နာရီကစပြီးပြင်ထန်တိုးစစ်စင်တိုက်ခိုက်ခဲ့ရလို့ထုတ်ပြန်ထားပါတယ်နိုဝင်ဘာ30ကနေဒီဇင်ဘာကျောင်းအထိ ။ဒီဘက်တာကာလာတွေတိုက်ပွဲကြီးငယ်ပေါင်း၉ချိန်တမနယ်ဖြစ်ခဲ့ပြီးရေးပေါ်တဲ့စစ်တပ်စခန်းကိုတခုကိုသိမ်းပိုက်နိုင်ခဲ့လို့ထုတ်ပြန်နေ။တိုက်ပွဲတွေမှာမန္တလေးမကွေးနဲ့စကိုင်းတိုင်းက PDF တွေပြည်သူ့ကာကွယ်ရေးဖွဲ့တွေလည်းပါဝင်တိုက်ခိုက်နေရလို့သိရပါတယ်။မဟုတ်မျိုးကိုစစ်ကောင်စီလက်တွင်လုံးဝအပမကံဘူးလို့လည်းပြည်ထောင်ရေးဘော်တွေကလူမှုကွန်ရက်မှာရေးသားနေကြတယ်။ TNL ကမိုးကုံမျိုးနဲ့မိုးမင်းမျိုးကနေဆုတ်ခွာမယ်လို့အော်တိုဘာ29ရက်နေ့မှာသတင်းထုတ်ပြန်ပြီးနောက်မိုးကုံမျိုးကိုကာကွယ်ဖို့ဆိုပြီးမန်လေးတိုင်းတွင်ကပြည်ထောင်တိုင်းနဲ့ပြည်ညာတိုင်းနဲ့ရောက်ရှိလာခဲ့ကြတယ်။ TNL က၎င်းတို့အနေနဲ့မျိုးကိုဇက်လက် ်စစ်တပ်လက်ထဲမှာအမှဖြစ်ပြီးတော့တော်လိုင်းဖွဲ့တွေကိုသတင်းမဖောက်ဖို့ခေါ်ပြောခဲ့တယ်။ဒါကြောင့် PDF နဲ့တော်လိုင်းတပ်တွေကမြို့ပြင်ဘက်ကိုဆုတ်ခွာခဲ့ကြတယ်။ဒါပေမဲ့နိုဝင်ဘာ30ရက်မှာတိုက်ပွဲစတဲ့ဖြစ်ပွားပြီးမနေ့ကတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်မုံမင်းမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်လို့အရဲသားထိခိုက်ဒေဆုံးမှုရှိတယ်လို့သတင်းရရှိပါတယ်။ ဆလဘီရန်ကုန်မှာနိုဝင်ဘာတလတွင်ရက်သားတရားကြောင်ကိုစစ်ကောင်ရှင်ဖန်ဆင်းရွေးကောက်ပွဲတူကိုဝေဖန်တာမဲဆယ်ဆိုင်ဖို့ဖြက်စီရနဲ့ပေါ်တာစရိုက်ပောင်းဝင်နိုမြလာတွင်ရန်ကုန်တိုင်းထဲမှာလူပေါင်းတရားကြောင်ဖန်ဆီးခံခဲ့ရပြီးစစ်မှုထမ်းကြောင်နဲ့ကျင်းထောင်နေစီပို့ဆောင်ခဲ့ရသူအရန်နှစင်ဒီပါတီရှိခဲ့ကြောင်းရန်ကုန်စကော်နဝဲဆိုရသည်ရတယ်။မကြဖက်စစ်တပ်မတရားဖန်ဆီးခဲ့တဲ့ဖြစ်စဉ်တွေကိုလစဉ်ဖော်ပြနေရန်ကုန်စကော်နဝဲရဲ့ပြောပြချက်အရရန်ကုန်မြို့မှာနိုဝင်ဘာတလထဲမှာပဲအကြောင်းမျိုးမျိုးနဲ့ဖန်ဆီးခံသူစုစုပေါင်း114ယောက်ရှိခဲ့ပြီးအဲဒီတွေက53ယောက်သာပြန်လည်လွတ်မြောက်လာကြောင်သိရတယ်။ ဒါအပြင်ခီးသွန်းလိုက်ရင်နေကနေရောက်တကယ်စစ်စင်မွေးကြောင့်ဖန်စီခင်ရတာအဲစဉ်ကြောင့်ဖန်စီခင်ရသူ44ယောက်တင်ရှိခဲ့တယ်။အင်းစိန်တောင်ရဲ့တကူတော်ဇန်နာပြအမျိုးသမီးတယောက်ဖန်စီခင်မှုပါဝင် online ပေါ်ကနေရွေးကောက်ပွဲအတူပေါ်ဝေဖန်ပြောဆိုရေးသားမှုနဲ့ရန်ကုန်တိုင်းတွင်းကလူကြောင့်ရောက်ဖန်စီခင်ခဲ့ရတယ်လို့မဲဆွယ်ဆိုင်ပေါ်တွေဖန်စီမှုကြောင့်လည်း၄ယောက်ထပ်မံဖန်စီခင်တာအောင်ပါတယ်။ဟုတ်ကြပါစေတဲ့လက်ရှိမှာစစ်မှုရေးပတ်စင်စကိုစတင်ပြီးလို့သိရပြီးနိုဝင်ဘာလအတွင်းဖန်စီရမိသူတွေက23ရာကိုစစ်မှုတန်းဖြင့် ရည်ရဖန်းစီကဖြစ်ကြောင်းနဲ့တင်နှန်းကြောင့်ပို့ဆောင်ကြရလေအတွေ့ပြရမယ်သူကိုရောက်ရှိကြောင်း Rangos Corner ထံကနေသိရပါတယ်။အခုဆိုလမ်းပေါ်လိုက်ဆွဲရတယ်အိန္ဒိယဒီလိုက်ဆွဲရတဲ့အလုံးနဲ့များခေါ်တာလေမြွေစေးကျွဲပြီးဆွဲသွားတာအပြင်နိုဝင်ဘာလနဲ့ပြည်သူစာနဲ့များခေါ်တာပါထပ်တိုးတွေ့လာရတယ်။တချို့ကဝင်ပေးမှပြန်လွတ်ပြီးတော့ဒီကောင်တွေအတွက်ငွေရပောက်ကွင်ကြီးဖြစ်နေပြီးလူငယ်တွေကိုလိုက်ချောင်းမီနီလမ်းပေါင်းစုံနဲ့ဆွဲနေရဖို့တတိပြုကြဖို့လိုရလို့တောင်းရှင်သူကဆက်ပြောတယ်။ ဆလတ်ပြောပူလန်းမှာတာဆာညဗန်ဒီယောဂရာဖန်စီစဉ်ပြန်လဲကုကံလို့ပြစ်ခတ်ခဲ့ရပြီးတိတ်ဆုံးတနင်္သာရီတိုင်းပူလောမြို့နယ်ကြောက်ကကြေးမှာရဲကောက်ပွဲအတွက်မဲဆင်းလုံနဲ့အတိုင်းအတာစီလုံးညွှန်ရေးပါတီယောဂရာကိုဝင်ရောက်ဖန်စီစဉ်ပြန်လဲကုကံတာကြောင့်ပြစ်ခတ်ခဲ့ရပြီးတိတ်ဆုံးသွားတယ်လို့မြေခင်အတိုင်းတိတ်ထန်ကနေသိရတယ်ဒီကဲဒီဇင်ဘာ9ရက်နေ့လည်7နာရီအချိန်တော့ကပူလောမြို့နယ်ကြောက်ကကြေးရွာကနေစစ်ကောင်ရှင်ချင်းပတ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းပြုလုပ်နေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးနဲ့တာဆာညပါတီဥက္ကဋ္ဌတို့ကမြိတ်ခဲအတိုင်းအတိတ်ကဝင်ရောက်ဖန်စီခဲ့ရပါ ဦးကြည်သိန်းကိုဖမ်းဆီးဖို့လက်ထိတ်ခတ်ချင်အတင်းရုံးကံကထွက်ပြေးသွားခဲ့ပြီးတော်လင်းရဲဘော်တွေကလိုက်လံဖမ်းဆီးခဲ့ပေမဲ့ရဲဘော်တန်းဖြစ်တာကြောင့်ရဲဘော်တန်းကိုအတင်းဝင်လုံးပြီးတနက်လူဖို့ကြိုးစားခဲ့ရကြောင့်ပြစ်ခတ်ခံရလို့ဖြစ်တယ်လို့မြေခင်အတိုင်းတတော်ရှိသူကပြောတယ်။ ဦးကြည်တန်းရောက်တော့ဖန်စီမွာစစ်ကောင်ရှင်ကျင်းမမယ်ရွေးကောက်ဝဲမှာမပါဝင်ဖို့တတိပေးဖန်စီတိုင်းနေတာပေါ်တာဖြစ်ပေမဲ့ပြန်လဲခုခံမှုချိုးပန်းတာလို့ပြစ်ကတ်ခံရလို့ဆိုတဲ့အဲ့ဒီဖြစ်စဉ်တွင်ကြေးရစေးတော်ရှင်ကိုတော့ဖန်စီတိုင်းနေတာပြီးစစ်ကောင်ရှင်ရွေးကောက်ဝဲဘူပပောင်ရဆိုင်မှုကြောင့်ဥပဒေနဲ့ညီရေးသွားမယ်လို့သိရတယ်ပြစ်ကတ်မှုဖြစ်ပွားချိန်တော်လဲရေးပေါ်ရဲ့ပြစ်ကတ်မှုကြောင့်ရွာကန်ဦးဝင်းကျန်ရလက်မှာစီတီမန်တန်ရရှိခဲ့တဲ့အနှွင့်ညွတ်တောင်းမနယ်လို့မိခင်အတိုင်းတင်ကပြောပါတယ် လပ်ပြီးရွှေဘုံမြို့မှာရဲစကန်နဲ့ခလာနက်40နှစ်တို့ကိုဒရုန်းနဲ့တိုက်ခိုက်မှုရဲနဲ့စစ်သားအထင်းနာစကိုင်းတိုင်းရွှေဘုံမြို့နဲ့ရဲစကန်နဲ့ခလာ40နှစ်တိုင်းတွေပေါ်ကိုဒေသတော်လှန်ရေးတပ်တွေကဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ရာစစ်သားနဲ့ရဲအထိခိုက်မှုရှိရလို့ထုတ်ပြန်ထားတယ်။မနက်7:45မိနစ်ချိန်ရွှေဘုံမြို့ပေါ်ကဆေးပြစ်မှတ်တွေပေါ်ဒရုန်းနဲ့တိုက်ခိုက်မှာရဲစခန်းပေါ်တက်တဲ့ကြာရောက်ပါခွဲပြီးရဲတုံးပြင်းထန်တရားရခဲ့တယ်လို့ခလာ40နှစ်တန်ရင်ကစစ်သားတွေလည်းထိခိုက်မှုရှိခဲ့ပါတယ် ဒရုန်းနဲ့တစ်စက်တစ်စက်ကျဲတော့ရဲစခန်းကပြတ်မဲ့ပေါ်တက်တဲ့ကြောင့်အထိနာသွားတာခါလာလီစံနေဘက်ကိုထိခိုက်မှုရှိရလို့ပြောတယ်။ခွေးတက်ဘက်ကလည်းနဲ့ကျင်းတဲ့ကောင်းသားရေးပြန်လုတဲ့ဒီစစ်စင်ကိုနော်တန်တိုက်ကအမတ်တရှိတဲ့ဒရုန်းတပ်ဖွဲ့ရွှေဘုံမြို့နယ်ဘက်ကပတိုက်ခိုက်ရေးဖွဲ့နဲ့တိုင်းနိုင်ငံဘက်ကပပူးပေါင်းတပ်ဖွဲ့လှုပ်ဆောင်ခဲ့လို့သိရပါတယ်။နားဆင်အောင်ပြကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရရှင်။